ကျွန်တော်ငငယ်တော့အမေရိကန်မှာကြောင်းတက်တဲ့အချိန်မှာเนาะစပယ်ညှက်ဆိုင်သွားတယ်စပယ်ညှက်ဆိုင်ကဘာလုပ်လဲဆိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေเนาะ details တွေကိုသူတို့ယူထားတယ်မွေးနေ့တက်ကြတဲ့ပါတယ်ယူထားတယ်ယူထားပြီးအခါကျတော့ကျွန်တော်နောက်တစ်ပတ်သွားပြီးတော့စပယ်ညှက်တဲ့အခါကျတော့ကျွန်တော်ဘယ်နေ့ရလာပြီးညှက်သွားတယ်เนาะအဲ့တော့ဘယ်သူနဲ့ညှက်တယ်ဘယ်ပုံစံညှက်တယ်စသည်အဖြစ်သူတို့စီမှာ information ရှိနေတယ်ရှိနေတဲ့အတိုင်းပဲကျွန်တော်ကိုလည်းမေးတယ်အရင်တစ်ခေါက်ကညှက်သွားတာအဆင်ပြေလားအဲ့တယောက်နဲ့ပဲညှက်ချင်သလားစသည်အဖြစ်သူမေးတယ်မေးပြီးတော့မှကျွန်တော်ကိုညှက်ပေးတယ်ပေါ့เนาะ ညက်ပေးတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ကလည်းဒီဆိုင်ကကိုယ်သိနေပါလားဆိုရဲအာ feeling လေးနဲ့ပေါ့နော်ပို့ပြီးတော့မှသူနဲ့ relationship တခုရှိရလို့ခံစားရတယ်အဲ့တော့နောက်ပိုင်းမှာ company မှာဒီ database ဆရာအရေးကြီးလာတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဝန်ထမ်းတယောက်ချင်းကပဲ customer ကိုသိလို့မရတော့ ဒီဝဏ္ဏနဲ့ဒီကာဆာမနဲ့ရင်းနှီးမှုရှိရဆိုလို့ရှင်တော့အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဝဏ္ဏရာထူးတိုးသွားတာပဲဖြစ်ဖြစ်ထွက်သွားတာပဲဖြစ်ဖြစ်အဲ့ရမျိုးတွေဖြစ်လာရဆိုလို့ရှင် continuity မရှိတော့ဘူးနော်။အဲ့တော့ဒီကာဆာမတွေကအရင်တော့ service level မရတော့ဘူး။ဟာငါ့အကြောင်းလည်းမသိကြတော့ဘူးဆိုတာမျိုးဖြစ်လာတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ကမလုပ်ရလဲဆိုတော့ database တွေစောက်ထားတယ်။အဲ့ database ထဲမှာနော် customer ရဲ့အချက်လက်တွေတတ်နိုင်သမျှသူဘယ်လိုဝယ်တတ်တယ်၊ဘာတွေကြိုက်တတ်တယ်စသဖြင့်သိသိထားခြင်းအပြင်တစ်အချက်က ဘသူလာပြီးတော့ service ပေးပေးဒီ file ကို the access ကိုရလိုက်တယ်နဲ့ဒီ service ကိုပြန်ပြီးတော့ပေးနိုင်မှုနော်ရှိတယ်နောက်တစ်ခါကျကျွန်တော်တို့ဒါ contact point တွေမတူတာပေါ့နော် contact point တွေမတူဘူးဆိုတာကဥပမာရန်ကုန်မှာလဲသွားတယ်မန္တလေးသွားတယ်ဟဟလာတောင်ကြီးမှာလဲသွားတယ်အဲ့ဒီ brand ပဲဆိုလို့ရှိရင်အထူးဖြစ် hotel တွေမှာဆိုလို့ရှိရင်ဖြစ်တတ်တယ်เนาะ chain hotel ဆိုလို့ရှိရင်တကဘာလုံးမှာအနှံ့ဖွင့်ထားတယ် ဲ့တော့ဒီ customer တယောက်ကဒီ brand ကိုကြိုက်တဲ့အတွက် single မှာအများတန်းသွားတဲ့တယ်ဒါပေမဲ့ तू ဟလာထားပါတော့ Tokyo ရောက်တဲ့ချိန်ကြလို့ရှင်အဲ့ဒီ hotel ကသူ့ကိုမသိရဘူးဆိုတာမျိုးမဖြစ်အောင်သူကဘာလုပ်ထားလဲဆိုတော့ customer တွေကို membership တွေလုပ်ထားတယ်လုပ်ထားပြီးရခါကြတော့ဒီ database နဲ့ဒီ customer ရဲ့အကြိုက်တွေเนาะအဲ့တော့ coffee ဆိုတဲ့ကြားဘလောက်ထည့်ခြင်းလဲအစားအကုန်လုံးမှတ်ထားပြီးတော့မှသူကဒီ customer တွေကိုနော်အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ကြိုးစားတယ်ဒီ customer တွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကြိုတင်ခန့်မှန်းပြီးတော့မှကျွန်တော်ဖြည့်ဆည်းဖို့ကြိုးစားတယ်ပေါ့ အဲ့လိုမျိုးစနစ်တွေနဲ့သွားကြတယ် အဲ့တော့ customer data တွေကိုเนาะသူ့ရဲ့ကိုရေးကိုတာအချက်လက်တွေအပြင်ကိုသူ့ရဲ့ behavior ပေါ့เนาะသူဘယ်လိုမျိုးတွေကြိုက်တတ်တယ်ဝယ်တတ်တယ်သုံးတတ်တယ်စသည်အားဖြင့်အဲ့လိုမျိုး data တွေကိုကျွန်တော် တို့နောက်ပိုင်းကောက်ယူလာကြတယ်အဲ့တော့ computer နည်းပညာလည်းကောင်းလာတဲ့အတွက်ဒီ data တွေเนาะ big data လို့ပြောတယ်အဲ့ဒါအကုန်လုံးရှိသမျှ touch point တိုင်းပေါ့เนาะထိတွေ့သမျှနေရာတိုင်းမှာကောက်ထားတဲ့ data တွေကိုခါရယ် computer နဲ့เนาะ artificial intelligence ဘာလို့သုံးပြီးတော့မှသူပုံဖော်ပြီးအတိတ်ပဲဖော်ဆောင်လိုက်တာပေါ့เนาะအဲ့လိုမျိုးတွေသူတို့လုပ်ကြတယ်အဲ့တော့လောက်ကြပြီးတော့မှဒီ customer behavior predict လုပ်တယ်ပေါ့နော်အဲ့ကျွန်တော်နိုင်ငံမှာဆိုရင်တော့အဲ့လောက်ကြီးရှုပ်ရှုပ်ထွေးထွေးတွေမလုပ်နိုင်ဘူးဆိုရင်တော့မှ customer ရဲ့ဖုန်းနံပါတ်လေးတွေ data လေးတွေယူထားမယ်เนาะဘောက်ချဖွင့်လို့ရှိရင်လည်းအဲ့ဒါလေးထည့်ပြီးတော့ဖွင့်ပေါ့เนาะအဲ့ဒါဆိုကို့စီမှာအဲ့ data တွေပြန်စုထားမယ်ပြီးသွားတဲ့အခါကျရင်ကို့ customer တွေကအရေးကြီးဆုံး customer တွေကဘယ်သူလဲเนาะအများဆုံးဝယ်တာကဘယ်သူလဲ top 10ကဘယ်သူလဲဒါမျိုးတွေကျွန်တော်တို့သိရပြီးတော့သူတို့တွေဒီအပတ်တိုင်းဝယ်သလားတစ်လောက်ဘယ်လောက်ဖို့ဝယ်သလဲဒီလိုမျိုး customer information တွေကိုကျွန်တော်တို့ကသိထားတော့မှအကောင်းဆုံးကျွန်တော်တို့က service ပေးနိုင်မှာဖြစ်တာပေါ့เนาะ